ုံးမဲ့မင်္ဂလာပါဒီတခါတော့ကျွန်တော်လဲ subject အစ်စ်ကိုလေ့လာရင်းနဲ့ဒီ series လေးအဲလုပ်ဖြစ်တယ်ဆိုတော့ series ကောင်းစင်ကတော့ python script ပေါ့နော် python script ကကျွန်တော်တို့ dynamo ထဲမှာတုံးတဲ့ဒီ python script ရေးနေလေးကိုကျွန်တော်စပြီးတော့လေ့လာနေတယ်ပေါ့နော်လေ့လာရင်းနဲ့မှတ်စုလေးလည်းဖြစ်သွားအောင်လို့ဒီ series လေးပါတခါလဲလုပ်ဖြစ်သွားတာဒီပိုင်းလေးကတော့ပထမဦးဆုံးအနေနဲ့ introduction ဖြစ်မှာပေါ့နော် part 1ပေါ့ အာဒီဘောမှာတော့ဘာတွေပါမလဲဆိုတော့ကျွန်တော်တို့ intervention ဆိုတာပါမယ်ပြီးတော့ OBS လို့ခေါ်တဲ့ object oriented programming language ရဲ့အဲသဘောတဘာဝလေးကျွန်တော်နားလည်ပြီးတော့လေအဲကျွန်တော်ဒီဘက်ထည့်ပေးထားမယ်ပြီးလို့ရှိရင်တော့ဒီ python script notes ထဲမှာရှိတဲ့သူရဲ့ layout လေးပေါ့နော်ဒါလေးကိုကျွန်တော်လေ့လာမိတော့လေးပြန်လည်ပြီးတော့ sharing လုပ်ပေးပါမယ်အဲပထမဆုံးအနေနဲ့ အလေးလာမိတော့ဆိုရင်တော့ဒီ innovation ပေါ့ကျွန်တော်တို့ဒီ python dynamo ထဲမှာရှိတဲ့ python script တွေကို run နဲ့ဒီ background မှာ run နဲ့ innovation ဒီသူဒီ2020 revit အပြင်ဆိုရင်2021နဲ့ below ပေါ့ dynamo version နဲ့ပြောရင် 2.6. something နဲ့ below မှာဆိုရင်တော့သူဒီ ion python 2ကိုတုံးနေတဲ့အဲ့ဒီ engine ကိုတုံးနေပါတော့ပြီးတော့ revit အပြင်2022နဲ့23 dynamo version အပြင်ဆိုရင်2.12နဲ့ နေ2.16ပေါ့ဒီဒီ version နှစ်ခု revive ဆိုရင်2022နဲ့23မှာဆိုရင်တော့သူဒီအာ transition period လို့ပဲပြောမလားမသိဘူးသူဒီ iron python 2နဲ့ c python 3ဆိုတဲ့ engine နှစ်ခုကိုသူဒီအာမြတ်တုံးတယ်ပေါ့ဗျအဲ့ချိန်မှာစပြီးတော့သူဒီဒီပြောရင်တော့ c python 3 engine ကိုပဲသူကတုံးကျင်နေပြီအဲ့တော့တခါတည်းတန်းပြီးတော့မပြောင်းရင်လို့ပဲကြားမှာ transition ထားသလားတော့မသိဘူး revive 2024ကနေစပြီးတော့သူဒီ c python 3ကိုပဲတုံးတော့တယ် Dynamo version အဖြစ်ဆိုရင်တော့2.19ကစတယ်ပေါ့နော်ပြီးလို့ရှိရင်2025မှာဆိုရင်တော့အ3.3ပါလာမယ် Dynamo version 2026မှာဆိုရင်တော့3.4ပါလာမယ်ပေါ့အဲ့ဒီ version မှာဆိုတော့ Python C Python 3ကိုပဲတောင်းတော့တယ်အဲ့ဒီကနေရှင်းဆက်ပြီးတော့ဆိုရင်တော့ C Python 3နဲ့သွားမယ်ပေါ့နော် Perry သွားမလဲတော့မသိဘူးပေါ့ဒါဒီသူ့ရဲ့ဒီ Python script ကို run နဲ့ background မှာရှိတဲ့ engineer version ပေါ့နော်ဒါကျွန်တော်လေ့လာမိသလောက်လေးကိုမှတ်စုထုတ်ထားတာပေါ့ တော့ဘယ်လိုသိနိုင်လဲဆိုတော့2021နဲ့ဘီလိုမှာဆိုလို့ရှိရင်ကျွန်တော်တို့ Python script node လေးဆက်ထုတ်လိုက်ရင်သူဘာမှမပေါ် blank နဲ့ရှင်းတယ်။အဲဘာလို့သူဒီ iron python 2ကိုပဲတုံးထားလို့။ဒါပေမဲ့2022နဲ့2023လောက်မှာပါလာတဲ့ dynamo မှာဆိုလို့ရှိရင်တော့သူကဒီမှာစာလေးပါလာပြီ iron python 2တော့လောက်အောင် iron python 2ပေါ်တော့သူစာလေးပါလာတယ်။သူကအဲ့ဒီလောက်ပြီးထဲဝင်လိုက်မဲ့ဆိုလို့ရှိရင် iron python 2နဲ့ရေးလို့ရတယ်ဒါမှမဟုတ်လို့ရှိရင်လည်း c python 3နဲ့ရေးလို့ရတယ်ပေါ့နော်။အဲ့နှစ်ခုတကယ်လို့ ိုင် python 2နဲ့ရေးထားတယ်ဆိုရင်လည်း c python 3ကိုပြောင်းတဲ့ tools တွေလည်းပါလာပြီအဲ့တော့2024ကနေနောက်ပိုင်းဒါမှမဟုတ်လို့ရှိရင်လည်း dynamo version 2.9တရားနေနောက်ပိုင်းကြာလို့ရှိရင်တော့သူသူ့ရဲ့ script တွေဒီလိုဖြစ်သွားတယ် color လေးပဲ change သွားတယ်ပြောရလို့ရှိရင်တော့ဒီ color change တာတော့ကျွန်တော်မှတ်မိသလားဆိုတော့2023ပေါ့နော်အာ2.16 system မှာကလေးကဒီ color လေးတော့ change သွားတယ်သူ့ရဲ့ background theme တွေကဒီအရင်လိုမဟုတ်တော့ဘူးဒါပေမဲ့သူ့မှာပါပါလာမလဲဆိုလို့ရှိရင်သူ့နောက်ဒီမှာ C Python 3ဆိုတဲ့ running intervention ပါလာလိမ့်မယ်။ဘာနော်။ Okay အဲ့တော့တခုတော့ရှိတယ်တကယ်လို့အာ Iron Python 2နဲ့ရေးထားတဲ့ script တွေဆိုလို့ရှိရင်လည်းသူက C Python 3ကိုပြောင်းတဲ့ conversion လုပ်တဲ့ tool တွေလည်းပါတယ်ဘာနော်။အဲ့တော့ကျွန်တော်နားလည်သလောက်ဆိုလို့ရှိရင်တော့အရှိမရေးခဲ့တဲ့ဟာတွေလည်းဟိုလိုမျိုးလုံးဝသုံးမရတာတော့မဟုတ်သူကတချို့ဟာလေးညနေပြောင်းပေးတဲ့ဟာလေးရှိတယ်တပေါ်ရှိတယ် โอเคအဲ့တော့ဒုတိယစစ်နေနဲ့ဆိုရင်တော့ကျွန်တော်တို့အဲ့ဒီ Python script ကိုရေးမယ်ဆိုလို့ရှိရင်သူဒီ OP လို့ခေါ်တဲ့အဲ့ဒီ object oriented programming language ကိုအသုံးပြုတယ်ပေါ့နော် object ကိုအခြေခံတယ်ပေါ့အဲ့တော့ object တွေကိုသူကဘယ်လိုသတ်မှတ်လဲဆိုတော့ classes တွေလို့သတ်မှတ်တယ်တဲ့ဆိုတော့ဆိုပါတော့ my 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 fruit ဆိုပါတော့ my fruit ဆိုလို့ရှိရင်သူက apple ဆိုတော့ apple တွေသူဒီ class ပေါ့ apple ရှိမယ် orange တွေရှိမယ် banana တွေရှိမယ်စသဖြင့်ပေါ့ဒါတွေအားလုံး classes လို့သတ်မှတ်တယ် အဲ့ဒီ classes တွေမှာဆိုလို့ရှိရင်ဘာတွေထပ်ပြီးတော့အကွဲရှိလဲဆိုတော့ attribute နဲ့ method တွေရှိတယ်အဲ့တော့ပစ္စည်းတိုင်းရာဝတ္ထုတိုင်းမှာသူ့ရဲ့အဲဂုံတ္တိတွေရှိတယ်ဂုံတ္တိတွေ property တွေရှိတာပေါ့နော် instant property တွေဆိုတော့ချိုးတယ်ငန်းတယ်ဆက်တယ်ဒါမှမဟုတ်အယောင်ဒီအဝါယောင်အနီယောင်စသဖြင့်ပေါ့သူ့ရဲ့ weight တွေ 1kg 2kg ဒီလိုပေါ့အဲပစ္စည်းတွေပြောရတယ်ဆိုလို့ရှိရင်လည်း length တွေပိုင်းပါမယ်အာ area တွေပိုင်းပါမယ် weight တွေပိုင်းပါမယ်ဒါတွေဒီသူ့ရဲ့ instant variables တွေလို့ခေါ်လို့ရတယ် properties လို့လည်းပြောလို့ရတယ်ဒါတွေကို attribute လို့ခေါ်တယ် ပြီးတော့အဲ့ဒီပစ္စည်းတွေကိုကျွန်တော်တို့ကမတ်တက်အနေနဲ့အတောင်းပြို့ဖို့ဆိုလို့ရှိရင်ပါလိပါမလဲဆိုတော့သူ့ကိုဘယ်လိုလုပ်မလဲဆိုတော့ function တွေပေါ့နော် function တွေရှိမယ်ဘယ်လိုဘယ်လိုလုပ်လို့ရတယ်ပေါ့နော်ဒီ object နဲ့ပတ်သက်ပြီးတော့ဒီ class နဲ့ပတ်သက်ပြီးတော့ဘယ်လိုလုပ်လို့ရတယ်ဆိုတော့ method တွေရှိမယ်အဲဒီသဘောပေါ့အဲ့တော့ခြေကားအပြင် class ရဲ့အောက်မှာ attribute နဲ့ method ဆိုပြီးတော့အပိုင်းနှစ်ပိုင်း꿰ပြီးတော့ရှိမယ်လို့ကျွန်တော်လေ့လာမိတယ်ပေါ့နော်ဒီသဘောရှိတယ်ဒါဟုတ်လဲသူဥပမာအနေနဲ့ဒီလေး꿰ပြီးတော့ပြထားတာပေါ့နော် โอเคအဲ့တော့နောက်ဆုံးတစ်ခုအနေနဲ့ဆိုရင်တော့ layout ပေါ့အဲ့တော့ Python script note ကိုကျွန်တော်တို့က Dynamo ကဖွင့်လိုက်ပြီဆိုရင်ဟောဒီဘယ်ဘက်ကပုံစံအတိုင်းမြင်ရမယ်သူမှာ in input အနေနဲ့ရှိမယ်ပြီးလို့ရှိရင် output အနေနဲ့ result ထွက်လာပေါ့နော်ပြီးလို့ရှိရင်ဟောဒီအောက်မှာသူ့ရဲ့ဒီ Python script ကို run နေ background engine ရှိမယ် engine version ကိုသူပြထားတယ်ဒီတော့ရှိတယ်အဲ့တော့ကြမ်းပြဆိုရင်ဒါဒီ script ကိုဒီတဲ့ကိုဒီ Python script script ကို right click နေပြီးတော့ edit လုပ်လိုက်မယ်ဆိုရင်ဟောဒီ python script ဆိုတဲ့ဟောဒီ dialog box ပေါ်လာမယ်ဒီ layout ကြီးပေါ်လာမှာပေါ့ဒီ layout ထဲမှာမအားရှိမယ်ဆိုပထမဦးဆုံးအနေနဲ့အပေါ်မှာ menu bar ရှိမယ်ပြီးလို့ရှိရင်ကျွန်တော်တို့ coding လုပ်မယ့် area ရှိမယ်ပြီးလို့ရှိရင်ဒါကတော့ execute လုပ်တဲ့ button ပေါ့နော်ဒါရှိပါ့အဲ့တော့ menu bar မှာဆိုလို့ရှိရင်ဟောဒီကိုရေးပြီးသားဟာတွေကို save ရှင် save လို့ရတယ်တကယ်လို့အပြောင်းလဲကို root မလုတ်ချင်ဘူးသူများကို edit ဖွင့်လာတယ်ကိုကတကူကလစ်ပြီးမှပြောင်းလဲမလုတ်ချင်ဘူးသူ revert သွားလို့ရတယ်ပြီးရင်တလိုင်းချင်းစီကို undo redo လုပ်လို့ရတယ်ဒူးရှိမယ်ပြီးလို့ရှိရင်ဟောဒီကိုရေးကိုရဲ့ဒီ screen မှာမူတည်တယ်ကိုရဲ့မျက်လုံးမှာမူတည်ပြီးတော့ဟောဒီ code area ထဲမှာရှိတဲ့ text တွေကိုကျွန်တော်တို့ကအကြီးအသေးကို zoom in zoom out နဲ့သွားလို့ရတယ်တော့ကြတော့ဒီမှာတော့ C Python 3ကိုတုံးထားတယ်2024ရဲ့နေစာပြီးတော့နောက်ပိုင်း2.19 Dynamo ကနေ နောက်ပိုင်းဆိုတော့ဒီမှာ C Python 3လို့ပဲရှိတော့မယ် C Python အော် Iron Python 2ကိုချိန်လို့မရတော့ဘူးဗောနော်ဒီနေရာမှာတကယ်လို့ Iron Python 2နဲ့ပေါ်လာခဲ့တယ်ဆိုရင်တော့ဒီမှာ2 to 3ချိန်နေ2 slice ရှိတယ်နောက်ကတော့ဒါတော့ဒါတော့ help ဗောနော်ဒီသဘောရှိမယ်ဒီ area ကို coding area လို့သူတို့ကသတ်မှတ်တယ်ဒီထဲမှာမှာကျွန်တော်တို့ကကျွန်တော်တို့ရေးခြင်းနဲ့ဒီ code တွေကိုရေးမှာဗောနော် script တွေကိုပြီးတော့ဒီ pattern ကြီး execute pattern ဖြစ်မယ်ဒါဒီသူ့ရဲ့ layout ဗော လေးယောက်ထဲမှာမှထပ်ပြီးတော့ကျွန်တော် script တွေစာပြီးရေးတော့မယ်ဆိုလို့ရှိရင်အဲဒီပထမဆုံး query area သူကဒီ script ဒီ script ကိုဖွင့်လိုက်ပြီဆိုတာနဲ့သူရဲ့ template လေးကဒီပုံစံတိုင်းလေးပေါ်လာလိမ့်မှာပေါ့နော်ဒါဒီသူအခြေခံအကြုံ template လေးပေါ့အာတကယ်ကိုက API နေပါလေကျွမ်းကျင်သွားပြီဆိုလို့ရှိရင်တော့ဒီ query input လုပ်တဲ့ area မှာပို့ပြီးတော့ input လုပ်တဲ့ library တွေအာ module တွေဒါမှမဟုတ်ရှင်တဲ့ package တွေကပုံများလာမှာပေါ့ဒီသဘောရှိတယ် အဲ့ဒီမှာတော့သူကဒီတစ်ပိုင်းအနေနဲ့ဆိုလို့ရှိရင်ဒါ input လုပ်တဲ့အပိုင်းပေါ့ library လိုအပ်တဲ့ဒီ information တွေလိုအပ်တဲ့ library တွေ note တွေကိုအရင်ဆုံးဆွဲထည့်လိုက်တဲ့သဘောပေါ့ကျွန်တော် reference မှာဆိုလို့ရှိရင်အာကိုလိုအပ်တဲ့ column တွေ walls တွေ furniture တွေကိုလုပ်လို့တလို့မျိုးပေါ့အသုံးမပြုခင်မှာအဲ့ဒီသဘောမျိုးပဲသူကလည်းသူ့ရဲ့လိုအပ်တဲ့ဒီ library တွေ package တွေကိုအရင်ဆုံးသူကလုပ်လုပ်တဲ့သဘောပေါ့ input လုပ်တယ်အဲ့တော့သူတို့ကဒီ programming မှာပဲ programming မှာပဲဖြစ်ဖြစ်သူရဲ့ ဒီ line တိုင်းတိုင်း line စီမှာသူရဲ့ information တခုတခုချင်းစီရှိတာပေါ့နော်အဲ့တော့အဲ့ဒီ line တိုင်းချင်းစီရဲ့အရှိမဟောလို့ hash ခံလိုက်ပြီဆိုရင်အဲ့ဒီ line ကိုသူက hori script ထဲမှာထည့်မစင်းစားတော့ဆိုတော့ဒါဒီရိုးရိုး information အနေနဲ့ပဲဖြစ်သွားတာပေါ့အဲ့ဒီတော့ဆိုတော့ဒီမှာဆိုလို့ရှိရင် import system ဆိုလို့ရှိရင် system ကို system ဆိုတဲ့ဒီအာ module တော့လကောင် system ကြီးတစ်ခုလုံးတော့လကောင်သူက import လုပ်လိုက်တဲ့ပုံပေါ့ input လုပ်တယ် system ကို input လုပ်တယ်အဲ့တော့ဒီအချိန်မှာကျွန်တော်ဒီ hash ထည့်လိုက်မယ်ဆိုရင်ဒီ line ဒီအဲ system ကို input လုပ်တာမဖြစ်တော့ဘဲနဲ့သူစာတန်းသဘောမျိုးဒီ information သဘောမျိုးပဲရှိတော့မယ်ဒီသဘောပြောတာပေါ့အခြေခံမြင်သူ့မှာဆိုလို့ရှိရင်အပိုင်းဒီဘယ်နှစ်ပိုင်းရှိမလဲဆိုတော့၃ပိုင်းရှိမှာပေါ့နော်ပထမအဆုံး library ကို input လုပ်မယ် module တွေပြီးလို့ရှိရင်ဒီနေရာမှာကျတော့ဟို variables တွေကိုတတ်မှတ်မယ်ပေါ့နော် variable တွေကိုတတ်မှတ်မယ်လိုအပ်တဲ့ code တွေကိုရေးမယ်ပြီးလို့ရှိရင်အောက်ဆုံးမှာဆိုလို့ရှိရင်တော့ ကျွန်တော်တို့ output အနေနဲ့ကိုလိုချင်တဲ့ result ကိုထုတ်မယ်ပေါ့နော်ဒီသဘောပေါ့ဒါဒီဒီအာ python script ရဲ့ layout ရဲ့သဘောပေါ့နော်ဒါလေးကိုကျွန်တော်တို့ dynamo ထဲသွားပြီးတော့ကြည့်အောင်ဆိုရင်ဒီ dynamo ကိုအရင်ဖွင့်လိုက်မယ်ပေါ့နော်ကျွန်တော် dynamo ပါတုံးထားလဲဆိုတော့ dynamo sandbox 3.1. something ကိုတုံးထားတယ်အခုချိန်မှာ download လုပ်မယ်ဆိုရင်တော့ကျွန်တော်တင်တဲ့ dynamo 3.4လောက်ကိုရလောက်ပြီပေါ့နော် ကဲကျွန်တော်ဒါဆိုရင်ဒိုင်နမိုပွင့်လာပြီပေါ့နော်ဒိုင်နမိုဒီစတန်လုံးဒိုင်နမိုပေါ့ရေဗီရှိရှိမရှိရှိဒီဒိုင်နမိုဘက်ဒီဒိုင်နမိုကိုကျွန်တော်တို့အာသူ့ရဲ့ဒီ website ကနေသွားပြီးတော့ download လုပ်ရတယ် Google ကနေရှာမယ်ဆိုလို့ရှိရင်အာဒိုင်နမိုအဲဆိုပါဆိုအာ Revit Dynamo ဆိုပြီးရှာရမယ်လေ Revit Dynamo ပေါ့နော်အဲ့လိုရှာလိုက် ဝက်ဗစ်ဒိုင်နမိုဆိုတော့ဒီမှာလန်ဒိုင်နမိုဘေးကနေရှာလိုက်လို့ရတယ်ဒီကနေသွားလိုက်မယ်ဆိုလို့ရှိရင်မရမလဲဆိုလို့ရှိရင်သူ့ရဲ့ဒီမှာဒေါင်းလုဒ်ကိုသွားလိုက်အဲ introduction ရှိမယ်ဒီမှာ get dynamo ကိုသွားလိုက်အဲသူက dynamo.bim.org ပေါ့နော်ဒီအောက်မှာမှဒီ sandbox ကိုဒေါင်းလုဒ်လုပ်လို့ရမယ်တော်တော်စေ version ဆို3.5တောင်ဖြစ်နေပြီပေါ့နော်အဲ့ဒီကနေဒေါင်းလုဒ်လုပ်ပြီးတော့တောင်းလို့ရမယ် revit မလိုဘူးပေါ့နော်ပြောလို့ရတယ် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ new ဖွင့်ကြည့်လိုက်မယ်ဒါလေးကို automatic လောက်ထားလိုက်မယ်အဲ့တော့ဒီကနေပြီးတော့ကျွန်တော်တို့ဒီ python script လို့ပဲရိုက်ရှာရှာဒါမှမဟုတ်လို့ရှိရင်ဟောဒီအာဘယ်အောက်မှာရှိမလဲဆိုတော့သူဒီ geometry အောက်မှာမရှိဘူးသူဒီ script အောက်မှာရှိမယ် script အောက်မှာ editor အောက်မှာ python script ဆိုတာရှိမယ်အဲ့ python script ကိုကိုကနှိပ်လိုက်မယ်ဆိုရင်သူဒီ python script ဆိုတဲ့ dialog box ပေါ်လာမှာအဲပြီးတော့ note ရလာမှာပေါ့နော်ခုနကကျွန်တော်တို့ slide မှာပြခဲ့တဲ့အတိုင်းပဲ သူမှာဘာရှိမလဲဆိုတော့ input ရှိမယ် in 1 2 3 4ဘောเนาะ list လိုက်ထည့်လို့ရတယ်ပြန်ထုတ်ချင်လည်းရတယ်ပြန်ထုတ်တော့ तू อ่ะအရင်တော့ဆိုတော့ဒီလိုမမေးဘူးဗျာခုနောက်ပိုင်းဆိုရင်တော့မေးတယ် तू อ่ะတကယ်ဖြတ်မှာလားဆိုတဲ့အကြောင်းပေါ့ပြီးရင်အောက်ရှိမယ်ရောစရအားဖြင့်ကျွန်တော်ဒီ automatic ကို run ထားတာဖြစ်တဲ့အတွက်သူ့ရဲ့ value ကိုကြည့်မယ်ဆိုရင်0ကိုတွေ့ရမှာပေါ့နော်ပြီးရင်သူမှာ C Python 3ဆိုတဲ့ engine တုံးထားတာကိုတွေ့ရမှာအဲ့တော့ဒါလေးကိုကျွန်တော်တို့က right click နှိပ်ပြီးတော့ edit လုပ်လိုက်မယ်ဆိုရင် ုနက၄အောက်ကိုရမယ်။အော်ဒီနေရာမှာ horizon စာလေးတွေကတေးလို့ကြီးခြင်းနေဆိုရင်ကျွန်တော်တို့ကဒါနဲ့ကြီးလို့ရတယ်ဗောနော်။ပြီးလို့ရှိရင် horizon screen ကိုချဲ့လို့ရတယ်။ကိုယ့်ရဲ့နေထားပေါ်မူတည်ပြီးတော့ဗောနော်ကိုယ့်မျက်လုံးနဲ့ကိုယ့် screen နဲ့နေထားပေါ်မူတည်ပြီးတော့ချဲ့လို့ရမယ်။အဲ့တော့သူ့ရဲ့လေးယောက်တည်းဒီလိုရှိမယ်။ဒါဒီ horizon script ကို save မယ်ဆိုရင် save တာဒါကြတော့ revert လောက်တာဗောနော် changes တွေကိုပြန်ပြီးတော့ revert လောက်တာ ဒါက undo လုပ်မယ် redo လုပ်မယ်ခုနပြောတဲ့ဒါက zoom in zoom out က hardy code area ကို zoom in zoom out လုပ်တာဒီမှာဆိုရင် c python 3ပဲရှိမှာဘာမှမရှိဘူးเนาะပြီးရင်တကယ်လို့ကိုဖွင့်ထားတဲ့ဟာဒီ python iron python 2နဲ့ဖွင့်2နဲ့ရေးထားတဲ့ script ကိုဖွင့်တာဆိုရင်တော့ဒီကနေပြီးတော့3ကိုပြောင်းလိုက်လို့ရတယ်တဘောပဲပြီးတော့ဒီမှာ save and run ရှိမှာအဲ့ save and run လောစဲအောက်ဒီ0ဖြစ်တဲ့ပြကျွန်တော်တို့ဒီဘာတွေပဲရေးထားရေးထားအောက်ဒီ0ဖြစ်တဲ့အတွက်0လို့ပေါ်နေပါဘူးဒီထဲမှာကျွန်တော်ဒီ လောလောဆယ်အားဖြင့်ကျွန်တော်1လို့ရိုက်လိုက်မယ်ဆိုလို့ရှိရင်သူဒီ1လို့ပေါ်မှာပေါ့ဒါဒီ out ကိုရတဲ့သဘောပေါ့ in ဒီဘယ်လိုကြောက်မဖြစ်နေဖြစ်နေပေါ့အဲဒါသူ့ရဲ့လေးရောက်ရဲ့သဘောပြီးလို့ရှိရင်ဟောဒီမှာဒါတွေကတော့ဒီ design script တို့ standard တွေကို standard library တွေကို python ရဲ့ standard တွေကိုကျွန်တော်တို့က import လုပ်တဲ့ area ပေါ့ဒီ area တခုလုံးอ่ะအဲ့တော့ဟောဒီလို hash တွေခံလိုက်တယ်ဆိုရင်သူဒီ text ဖြစ်သွားတယ်ဒီမှာဆိုရင်လည်း input system ကိုကျွန်တော်ကအရှိကနေ အဲ့ဒီ#ထည့်လိုက်မယ်ဆိုရင် သူဒီ color ပါပြောင်းသွားတယ်ဒီတော့အဲ့တော့ဒီလို color ပြောင်းသွားတယ်ဒီလိုအစိမ်းရောဒီလို line မျိုးတွေကိုသူဒီ run တဲ့အခါမှာထည့်မစင်စားဘူးပေါ့အဲ့ဒီတော့ရှိတယ်အဲ့တော့ဒီနေရာမှာတခြားနောက်တစ်ခုပါတီးဖို့လိုသေးလဲဆိုတော့ကိုရေးလိုက်တဲ့ဒီစကလုံးနေပေါ့ဒီစကလုံးနေဒီအနီအောင်ပြောင်းသွားတယ်ဒီမှာဆိုအနီအောင်ပေါ့နော်အနီအောင်တော့လကောင်းအနီအောင်ဖြောဖြောကျွန်တော်ကဒီဘာခေါ့မလဲဒီ team ရှောက်မလို့လာတော့မသိဘူး ရေဟောင်းမှာဆိုမျိုးကောင်းရေရက်တောက်နေတယ်ဒီမှာတော့ရေရက်တောက်မနေဘူးထားပါတော့เนาะအဲ့တော့ဒီလိုဒီစကလုံးတွေကိုကျွန်တော်တို့ reserve လုတ်ထားတဲ့ဒီစကလုံးတွေပေါ့ words တွေပေါ့ဒီ words တွေကိုတော့သူကတခြားကုတ်တွေတွေမှာထည့်ကြည့်လို့မရအောင် input ဆိုရင်အဲ့ဒီ input လိုဟာမျိုးကိုတကယ်လို့ကိုကတခုခုရေးခြင်းတယ်ဆိုလို့ရှိရင်အဲသူကတော့ တခုခုဒီဒီနေရာမှာ capital small လာစတဲ့ပြောင်းပြီးရတယ်ဒီဒီလိုစကလုံးတွေဒီ reserve letter တွေဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့ကိုကျွန်တော်တို့ကအဲကျွန်တော်တို့ဒီကုန်တင်ရေးတဲ့နေရာမှာအတန်းတိုင်းဆုံးရှောင်းရတယ်ဗောနော်ဒီသဘောလေးရှိတယ် okay ဒါကတော့သူ့ရဲ့ဒီ layout ကိုပြောတာဗောနော်အဲ့တော့ဒီ layout မှာမှကျွန်တော်တို့ဘာလေးတွေစမ်းလို့ရမလဲဆိုတဲ့အခါကျတော့ဆိုပါစို့ဒီနေရာမှာကျွန်တော်တို့ input နဲ့ပတ်သက်ပြီးတော့ okay ဒီနေရာမှာကျွန်တော်ကဆိုပါစို့ အာသူကအင်းလောက်ထားတယ်ဗောနော်အဲ့တော့ဒီနေရာမှာဘာရေးလိုက်မလဲဆိုတော့ hurry data entering note ကိုပဲကျွန်တော်က copy ကူးပြီးတော့အောက်မှာထည့်လိုက်မယ်ဆိုပါတော့ဒါဆိုရင်ဘာဖြစ်မလဲဆိုတော့ဒီနေရာမှာ သူ့ရဲ့ hurry in ဆိုတဲ့ information ဘာမှ မရှိတဲ့အတွက်နားလို့ပေါ်တယ်အဲ့တော့ဒီနေရာမှာကျွန်တော်က hurry code block လေးနဲ့ code block ရတာရောက်ပါ code block ပဲရောက်ပါဟောဒီမှာအောက်မှာ ဆိုတော့ code block လေးနဲ့ကျွန်တော်ကဒီနေရာမှာထားပါတော့ AUNG အောင်ဆိုတော့အောင်ဆိုပြီးတော့ဟောဒီ information လေးကိုကျွန်တော်ထည့်လိုက်မယ်ဆိုတော့ဒါဆိုလို့ရှိရင်သူဒီအောင်လို့ပေါ်လာမယ်ဆိုတဲ့သဘောကဟောဒီ in ရဲ့ information ကိုကိုကတိုက်ရိုက်အောင်လို့ထုတ်တာအောက်အနေနဲ့ထုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူဒီဒီအောင်ဆိုတဲ့ information ကိုတန်းရတာပေါ့နော်ဒီမှာမှကိုက information တွေကိုဆိုပါစို့၃ခုလောက်ထည့်ခြင်းတယ်ပေါ့ဗျာเนาะ၃ခုလောက်ထည့်ခြင်းတယ်ဆိုတော့ဒီကောက်ောင်းတဲ့ချက်ကသူဒီအာဒီကျွန်တော်နားလဲတော့ဆိုရင် Python ဒီ channel language တွေတက်စားလို့ရှင်လေ့လာတာတော်တော်လွယ်တယ်လို့တော့ပြောကြရတယ်ပေါ့เนาะဒါပါတော့အော်ဒီညမှာကျွန်တော်ကနောက်ထပ် input ထပ်ထည့်မယ်ပေါ့ဗျာနှစ်ခု၃ခုထည့်မယ်ပေါ့เนาะတစ်ခုဒီအောင်ဖြစ်မယ်နောက်တစ်ခုဒီဆိုပါစို့အာတရားပေါ့ဗျာတရားဖြစ်မယ်ဆိုပါတော့ ပြီးရင်နောက်တစ်ခုဒီဘာဖြစ်မလဲဆိုတော့အာတကူလာဆိုမေလာပေါ့နော်မေလာပေါ့ M A Y မေဆိုတော့ဒီလိုဖြစ်မယ်ဆိုပါလို့အဲ information သုံးခုကိုဒီလိုထည့်လိုက်မယ်ဆိုရင်အဲ့ဒီ information သုံးခုလုံးကိုကျွန်တော်တို့က hurry data input အနေနဲ့လိုချင်တယ်ဆိုလို့ရှိရင်ဒီကောင်ကိုမသုံးမဲနဲ့ဒီကောင်ကိုဒီလိုလှက်ထားလိုက်ရတယ်ပြဿနာမရှိဘူးလှက်ထားပြီးတော့မှဒီကနေပြီးတော့မှကျွန်တော်တို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ပထမအဦးဆုံးဆိုရင် ထားပါတော့အာကျွန်တော်တို့အာ data 1ဆိုပါတော့ data 1ဒီအဖြစ်မလဲဆို in in ရဲ့ပထမ list ဖြစ်တယ် list 0ဖြစ်မယ်ဒုတိယဒီ data data 2ဆိုပါတော့ data 2ရဲ့ i i n in ဒီလိုရှိရင်သူဒီဒုတိယ list ဖြစ်မယ် data 3ဆိုရင်ညချင်း i n n 2ဖြစ်မှာเนาะဒီလိုဖြစ်မှာအဲ့ဒါဒါဆိုရင်ဒီနေရာမှာကျွန်တော်တို့က out နေရာမှာကျွန်တော်တို့က data 1မှာယူမယ်ဆိုတော့ data 1ယူမယ်ဆိုရင် data 1ဒီအောင်လို့ပဲရမယ်တကယ်လို့ကျွန်တော်တို့က data 2ကိုယူမယ်ဆိုလို့ရှိရင်တော့သူဒီတရားလို့ရမယ်တကယ်လို့ data 3ကိုယူမယ်ဆိုလို့ရှိရင်ကျွန်တော်ဘာကိုရမလဲဆိုတော့မေးလို့ရမယ်အဲ့ဒီ၃ခုလုံးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ data 1 comma data 2, comma data 3ဆိုပြီးတော့ယူလိုက်မယ်ဆိုရင်ဘာလို့ရမလဲဆိုလို့ရှိရင်အဲ့ဒီသုံးခုလုံးကိုသူဒီ list တစ်ခုထဲကိုထည့်ပေးလိုက်တယ်ပေါ့နော်။ဒါဒီသူ့ရဲ့ဒီ Python script ရဲ့အခြေခံသဘောပေါ့။သူကကိုယ်ပါ information ထည့်လိုက်တယ်လေ။ပြီးလို့ရှိရင်ကိုယ်ထုတ်ချင်တဲ့ information ကဘာလဲဆိုတာကိုကျွန်တော်တို့ကဒီဘာခေါ်မလဲ။သတ်မှတ်တဲ့အဲသူ့ရဲ့အခြေခံ function ရဲ့သဘောပေါ့။ โอเคဒါကတော့အာကျွန်တော်ဒီဟိုဟာကိုရှင်းပြတဲ့အဲဘာကောင်းမလဲကျွန်တော်လေ့လာနေတဲ့ဒါပထမအဆင့်ပထမအဆင့်နေတဲ့ introduction မှာကျွန်တော်အာဘာကောင်းမလဲလေ့လာထားတဲ့ information တွေပေါ့နော်โอเคဒါကတော့ဒီဗီဒီယိုတက်ကတော့ဒီလောက်ပါပဲလာမယ့်ဗီဒီယိုကြာမှာပဲကျွန်တော်တို့ hori python script ထဲမှာအာရှိတဲ့ကျွန်တော်တို့ဟိုဘာကောင်းမလဲအာ basics အတုံးလေးတွေကိုဆက်ပြီးတော့လေ့လာတော့ပါအောင်မယ်အဲအားလုံးပဲကျွန်တော်နဲ့တူဒီ series အဆုံးအထိ လိုက်ပြီးတော့အာလုပ်ကြည့်နိုင်မယ်လို့မျှော်လင့်နေဘာပဲပြောအနည်းဆုံးတော့ကျွန်တော်တို့ python script ထဲမှာကျွန်တော်တို့အာတချို့ဟာလေးတွေပေါ့နော်ဟိုလိုလေကူကူလေးရေးနိုင်မယ်ပေါ့နော်ဒီထဲပို့ပြီးတော့အစင်းမြင်နိုင်တော့ကိုယ်ဟာနဲ့ကိုယ် note တွေဒီထဲမှာရှိတဲ့ note တွေကိုလိုမျိုးကိုယ်လည်းကိုယ်ပိုင် note လေးတွေ ရေးလာနိုင်မယ်လို့ပြောလင်းတယ်ပေါ့နော်โอเคအဲ့တော့နောက်ဗီဒီယိုမှာပြန်ဆောင်ကြမယ်အားလုံးပဲ see you ပါ